ဆေးရုံတင်ထားတဲ့ဘုံမလေးကြာအရန်ကြီးလို့တင်လိုက်ရတာကြာဟိုဟာမော်နော်မကြလဲမကြလို့ဘာမှလည်းမစားလို့တင်လိုက်ရတာကျွေးတွေကပထမတည်သွားတဲ့ကောင်မလေးရဲ့အကျွေးတွေတော့မကြက်သေးဘူးဟောပထမတည်သွားတာလည်းမင်းကလေးပဲဟုတ်ကဲ့ဟိုအခုနဲ့ဆိုဘလန်းတော့ကြာပြီလို့ဆုံးတာဆုံးတာဘာမှမရှိသေးဘူးနလားနလားတချို့ဒါပဲရှိဦးမှာကိုယ်လည်းလုံလိုက်တော့ကတော့လောက်တယ် စောင်းကလုတ်တယ်ဆိုတာဒီစုံးသွားတဲ့ကလေးနေနဲ့အခုတက်နေတဲ့ကောင်မလေးနေငချောက်ဆိုင်မှာလေအဲ့လိုမျိုးလုတ်ကင်ပြီးဘူးကောက်ခွက်ကောက်ပြီးတော့လုတ်ရတယ်သူများပေးစရာရှိလဲအဲ့ဒီရပဲပေးရပါအခုကျတော့အဲ့ကောင်မလေးကလည်းစုံးသွားတယ်ဟိုကောင်မလေးကလည်းမလုံနိုင်ဘူးသူသူများလည်းမပေးနိုင်ကိုစားဖို့တောင်မှပဲအနိုင်နိုင်လုတ်စားဒီမှာဒီအိမ်တော့ကြာသွားတယ်ကြောက်ကြဆုံးတော့ငါနှစ်ကျော်ပါချစ်တဲ့ခါတော့လည်းကျမယုံကြည်ရတာများပါတယ်ဒီလိုပဲလှုပ်ခဲ့ရတာသူညအိမ်မှာလည်းလှုပ်ခဲ့ သူတို့ရှိတော့လဲကိုအကူလောက်တာသူတို့မရှိတော့လဲကိုအကူလောက်တာလင်းလင်းခိုင်မိသားစု 6ရောက်ပေါ့နော်ဒီဓာတ်ကြီး6ရောက်6ရောက်လက်ရှိ3ရောက်ပဲရှိပေါ့လက်ရှိ3ရောက်ကအဲ့တော့ကြားရမှာမင်းမြင့်တယ်ဓာတ်နေပေါ့နော်လေမာရီယာလောက်ကန်ကြတာဈေးထဲမှာဘူးောက်တယ်ဟို6သိန်းငယ်အဲအဆင်မပြေလို့ကလေးစီအောင်တဲ့လို့အဆင်မပြေလို့သူကကြတော့ပြောကဟို ဘာလဲသွေးကင်စာဟိုအစုတ်အစုတ်မှာရေဝိုင်းညာရင်ဟိုဘိုက်ပူလေဟာအထက်ထဲမှာလေအရေကြီးပူလေတွေဖြစ်ပြီးတော့ဒါမွေးရပါယောဂမလို့တိမ့်မသွားတိမ့်မသွားရလဲဟိုဟာကြည့်ကြည့်လို့တော့မဟုတ်ဘူးနော်နောက်ကပဆက်မနိုင်နိုင်လို့ဖြစ်သွားတာ၁၇နှစ်ကျော်ကျော်လောက်မှဆုံးအခုအခုဒီလက်ရှိဆေးရုံတင်ထားတဲ့သမီးလေးနာမည်ဟောဘလူလေးဆေးရုံတင်ထားတဲ့ဘာမလေးအေးအောင်လို့ခေါ်ပါတယ်။ကြာအရန်ကြီးလို့တင်လိုက်ရတာ။ ြာဟိုဟာမော်တော့မကြလဲမကြလို့ဘာမှလည်းမစားလို့တင်လိုက်ရတယ်ပါကိုဖြိုးတို့ဒီလိုက်တာဘကလောက်ပြီးရဲဆိုတော့လေဘလောက်ကုန်သွားပြီလဲ၃သိန်းနီးပါးလောက်ရှိတယ်သူ့ရဲ့ချင်းနေရာကြတော့ဆော့ဆော့တည့်ရဲ့နေရာ2စမ်းတည့်ရဲ့နေရာ တို့တာရုခံသွားကြရတယ်ဘူခတ်သွားကောက်ကြရပါဘူးတို့ဘူခတ်သွားလို့နေတာခလေးဖျားလာတယ်ဆိုတော့တည်င်းတော့ကြားတယ်ခလေးဖျားလာတယ်တဲ့ဆိုဆိုအနေနဲ့ဒီကလည်းဒီမှာစာတင်ပြည့်နေရောအဲ့ခလေးကိုလှဲ့မကြည့်ဘူးလှဲ့မကြည့်နိုင်တော့တော့ခလေးကညဘက်လဲကြလိုက်ကြရောရောင်ညီမတို့ဈေးရောင်းပြန်လာတယ်ပေါ့လေခလေးကရောင်လာပောက်ကြီးက40ရောင်းနေဟောဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့လေဟိုဟွာခေါ်တယ်ဒီကခေါ်တယ်ဆိုအနေနဲ့ နောက်နေတဲ့ကြာကြာမဖြစ်ဘူးဆိုတော့သူ့အိမ်ကိုလာကြည့်ပြတယ်လာကြည့်ပြီးတော့ဆေးကန်းနေပါတယ်သွားထားတယ်တဲ့အဲ့ဒီကသူ့ကိုအလောက်ကပြန်လိုက်ပြန်တော့ဆေးကန်းသွားပြတာဆိုတော့ဒီတိုင်းပဲရိုးရိုးတနက်ဖြားရလောက်ပဲဆိုပြီးတော့တရက်စောင့်ကြည့်လိုက်ပြန်ရောအဲ့နောက်နေ့ဆေးရုံတင်မဲ့နေကြလဲကြလဲကြရောခလေးကဖြားလုံးဝမကြောက်ဆေးပါစီးတဲ့တိုင်းမကြတော့ဆင်ညာမိုးထိုးလို့ရတာဆရာကိုဆရာဖြိုးကိုဖုန်းလန်းဆက်လိုက်တယ်ဆက်ဆက်ပဲဆရာကြီးခလေးကညမစာတင်နေခလေးကဒီလိုလိုဖြစ်နေရဆိုတော့နောက်နေ့လေဆိုကြတော့ဆရာချက်ချင်းအချင်းဆေးရုံတင်တယ် သူတို့ဘယ်လိုမြင်မိလဲဆိုတော့တော်တော်လေးကိုတော့မိုးညီမတို့ဆိုညနေဆောင်လာတယ်မနက်မိုးလင်းထမင်းချက်ပြီးညနေဆောင်ကိုထမင်းတစ်ခေါက်ချက်တယ်နှစ်ခေါက်ချက်တယ်ဘာသူတို့ကအဲ့လိုမဟုတ်ဘူးမိုးချုံမှမိုးချုပ်ညနေမှာပြန်လာမှရောင်းမိချပြီးမှချက်ပြုတ်စားတောက်ရတယ်ဆိုတော့အချင်းမျိုးအချင်းမျိုးပဲတိလိုက်တော့ပေါ့မိုးတော်တော်ချုပ်မှပြန်လာတယ်ဒီနေ့ကဈေးဆိုင်မှာဈေးဝယ်တယ်အဲချက်ပြုတ်စားတောက်ကြပြီးတော့နှိကင်းစာဆိုတာကတော့ သူတို့ပလုံသွားကောင်းရင်းနဲ့ကျွေးရင်စားရဲမကျွေးရင်လည်းမစားဘူးဆိုရင်မှအဲ့လိုတော့သတင်းကြားထားမိရဲ့အဲ့ကလေးမလေးပြောတာမို့လေစေယုံစတဲ့တနည်းကသူမျက်စီကနေချီးထားတယ်ရှိပါတယ်သူမျက်စီကချီးပြီးစေယံပြတ်ထားလို့ရှိတယ်နောက်ပြီးကျမှစေယုံကိုတွားချီးစေယုံတနာဒီစေယုံတက်နေတဲ့ကလေးလေးပြန်ကောင်းလာရင်တော့မာကြီးပို့ပြီးဝမ်းသာတော့တော့မှာပါဒီလိုတွေးမိလားရှိမှာတယောက်ဖြစ်တာတော့နောက်ကတယောက်ကိုမာကြီးဟိုကဖြစ်တာပေါ့နော်အဲ့လို အဲ့လိုလေးခန့်စားပါဒီခုကြတော့လက်ရှိကြတော့ဒီကိုရဲ့ဘဝညအကျွေးတွေပါဒီရောအဲ့လိုရှိလားအကျွေးတွေကပထမတေးသွားတဲ့ကောင်မလေးရဲ့အကျွေးတွေတော့မကြက်သေးဘူးဟောပထမတေးသွားတာလေမင်းကလေးပဲဟုတ်ကဲ့ဟိုအခုနဲ့ဆိုဘလောက်လောက်ကြာပြီလို့ဆုံးတာဆုံးတာဘာမှမရှိသေးဘူးနလားနလားတချို့ဒါပဲရှိဦးမှာအော်သူကဆုံးပြီးတော့အခုနောက်ကလေးတယောက်ကထပ်ပြီးတော့ဟုတ်ကဲ့ အဲ့တော့ကိုကကြတော့မိမိသားတယောက်တည်းပဲရုန်းကန်နေရလားအချိန်ကြီးကဘာလဲဒါလေးအကြီးကောင်အဲ့အကြီးကောင်လေးကလည်းလက်တစ်ဖက်ကမတန်ဘူးကိုအိမ်သာကြာနေရကောင်လေးကသူလည်းတက်နိုင်တယ်လို့တော့ချိန်ပေးပါတယ်ကိုလည်းလုံနိုင်တော့ကတော့လုံတယ်အစားတော့လုံတယ်ဆိုတာဒီစုံသွားတဲ့ကလေးလေးနဲ့အခုတက်နေတဲ့ကောင်မလေးနဲ့ငချောက်ဆိုင်ပါလေအဲ့လိုမျိုးလောက်ကင်ပြီးဘူးကောက်ခွက်ကောက်ပြီးတော့လောက်ရသူများပေးစရာရှိလဲအဲ့ဒီရပဲပေးရပါအခုကျတော့အကောင်မလေးကလည်းစုံသွားတယ်ဟိုကောင်မလေးကလည်းမလုံနိုင်ဘူးသူများလည်းမပေးနိုင်ကိုစားဖို့တောင်မှပဲအနိုင်နိုင်လောက်စား ဘဝဘလို့ကြက်တန်းခဲ့တယ်အလုတ်ကတော့လှုပ်ခဲ့လှုပ်စားခဲ့တာတော့ဆုံးနေပါပြီ။ဟိုအလိုလှုပ်စားခဲ့တယ်ဆိုတော့သူညအိမ်မှာလည်းအဝတ်လျှော်စားခဲ့တယ်။အဲ့ဒါဈေးလည်းရောင်းခဲ့တယ်ပညာဆိုလည်းဆင်းခဲ့ရတယ်။ရေဆိုလည်းထမ်းခဲ့ရတယ်အလုတ်ကဆုံးသွားပါပြီလှုပ်စားခဲ့တာ။ကုစေးရောင်းတာနောက်ဆုံးပဲ။ကျန်ကိုရှင်းနေတပီလောက်တည်းရောက်တာ။ဒီမောင်စင်မျိုးတွေမရှိဘူးလား။ဒီမောင်မောင်လေးတယောက်ပဲရှိတယ်မောင်လေးကလည်း သူဦးလေးနေနေတော့လေဦးလေးဆိုတော့ဝင်ခွဲလေအမှနေတော့ငငယ်လေးတွေကကွဲသွားတာကိုကရန်ကုန်တက်လာတိတယ်လူနေမဲ့လာနေတာလေရှင်နေသမီးလောက်တည်းအမေဆုံးပြီတဲ့ရန်ကုန်ကိုတက်လာပြီးကိုကကိုလှုပ်ရှားလိုက်တာအဖေကဒီအိမ်အောင်ကြာတော့မှဆုံးသွားတာဒီကောင်မောင်တော့မရှိဘူးပေါ့ဒီမှာဒီအိမ်အောင်ကြာတော့ရောက်ကြဆုံးလို့ငါးနှစ်ကျော်ပါ ရှင်တင်ခါတော့ကလည်းကျွန်မယုံကြည်ရတာများပါတယ်ဒီလိုပဲလှုပ်ခဲ့ရတာသူညာအိမ်မှာလည်းလှုပ်ခဲ့ရသူတို့ရှိတော့လည်းကိုယ့်အကူလှုပ်တာသူတို့မရှိတော့လည်းကိုယ့်အကူလှုပ်တာကျုပ်စားတာတွေလည်းညာနေပါပြီတောက်စားရှိတော့လည်းအရေးလည်းခဲအဲ့လိုပဲနေတဲ့သားသမီးတွေရဲ့ချေလုံးလောက်ကြည့်လို့ကျမဘလို့ဘဝညွေးရရောကျမသားသမီးတွေကိုပထိုးမှလည်းမလို့တဲ့ပေးနိုင်မှာနော်တီဝါတော့လည်းတမျိုးပေါ့ အဲ့ဒီမှာဆိုပစံကြလာတော့မှပဲတိန်သားသူအိုးဆိုတမြိုင်မှာအဝှစ်ရွာရေးရထန်းကြီးအဲ့လိုလုပ်တဲ့ဒီမိသားစုလေးတွေကိုကျွန်မလှုပ်ချွေးခဲ့ရတယ်။သူတို့ရှာတဲ့ပစံတသက်တာကျွန်မအကြောင်းမလို့တခါကြရသူတို့စိတ်နာတယ်အများရှိတယ်။ဒါပေမဲ့ကျွန်မပေးဖို့တော့တာကျွန်မသားသမီးလေးတွေအများကြီးခေါ်သွားခေါ်လို့မရတဲ့နေရာမျိုးပဲကျွန်မထားခဲ့ရတာပါ။စီယုံတက်နေတဲ့ကျွန်မသမီးလေးကိုဟို ပတ်စံငွေအကြီးလိုနေလို့မနော်ဒီနေ့ပပကြောက်ကင်းတော့အောင်ကြည့်ဖို့ကြည့်ဖို့လေးပေါ့ကျမတို့ကလည်းကြံကြည့်နိုင်တော့လေပိုကောင်းတာပေါ့